ာသားတို့သမီးတို့ရေဒီချေကတော့ Great Fan မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေကအခုသားတို့သမီးတို့ကိုတင်ငင်းစာ32စာရေးစာကုန်းရေးသားနေအခြေခံတင်ငင်းစာကိုတင် जा ပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ဟာဒီတင်ငင်းစာကိုတင် जा ရခြင်းကြောင့်စာရေးစာကုန်းရေးသားရတဲ့ညီတန်းစာကိုညီကုန်းများပါဝင်အောင် ရေးသားရမည်ဖြစ်ကြောင်းကိုသိရှိလာမယ်ရွှေထားသောကောင်းစင်ပေါ်မူတည်ပြီးမိမိစိတ်ကူးဖြင့်စာရေးစာကုန်းရေးသားတက်လာမယ် ဲ့လိုသမီးကိုစတုတ္ထရတဲ့နှောင်းကလေစာရေးစာကုန်ရေးတာသင်ခဲ့ကြရတယ်နော်အဲ့ဒီတုန်းကတော့စာပိုက်၃ပိုက်နဲ့ပဲရေးခဲ့ကြတာနော်အဲ့လိုသမီးတို့ရေးအခုပြစ်စမာတန်းမှာတော့စာကိုရေးသားရမှာအကြောင်းပြချက်၂ချက်သို့မဟုတ်၃ချက်ပါအောင်ရေးကြရမယ်အကြောင်းအရာတွေကိုအချိန်ဆမီမီရေးသားနိုင်ရမယ်ဒီချက်ကအခုဖတ်စာဆွမ်းမျက်နှာ63နဲ့64မှာရှိတဲ့နမူနာစာရေးဆောင်ကုန်းကိုဖတ်ပြမယ်။တီချင်တဲ့အတူတူဖတ်ကြည့်ကြရအောင်နော်။ ကျွန်တော်ဤဖိဖိကျွန်တော်ဤအိမ်တွင်မိသားစုဝင်၄ယောက်ရှိပါသည်ဖိဖိဤအမိမဦးလင်းထက်ဖြစ်၍မမေဤအမိမဒုံဝင်းမှဖြစ်ပါသည်ကျွန်တော်တို့မိသားစုတွေတွင် ကျွန်တော်သည် အငယ်ဖြစ်၍အမတစ်ယောက်လည်းရှိပါသည် မမေဒီကျွန်တော်တို့ဤစာရေးတောက်ရေးကိုနေ့စဉ်နဲ့အမျှဂရုစိုက်ပေးသောအရှင်မကောင်တူဦးဖြစ်ပါသည်ဖေဖေဒီကိုပိုင်းလေယာလုပ်ငန်းကိုလုပ်ကိုင်ရင်မိသားစုစာဝင်တွေရဲ့အတွက်စူးစမ်းရုံးခဲ့နေရသူ ဖြစ်သောကြောင့်ဖေဖေကိုပို့၍ချစ်မိပါသည်ဖေဖေ၏အသက်မှာ45နှစ်ရှိပြီဖြစ်ပါသည်ဖေဖေဒီအသားညူညူအရဲရှိရှိခန္ဓာကိုယ်တုတ်ခိုင်သူတူဦးဖြစ်ပါသည်ဖေဖေဒီသဘင်တူတူသာထားချက်ပါသည် ထို့အပြင် မိသားစုစာဝင်းနေရေးအဆင်ပြေစေရန်အတွက်အလုပ်ကြိုးစားသူလည်းဖြစ်ပါသည်ဖေဖေသည်နေ့စဉ်နဲ့နဲ့ဆော့ဆော့ထား၍လေထဲသို့သွားက အလုပ်လုပ်ပါသည်မိုးရင်းကာလများတွင် မိုးကအင်ကြီးရှိလေရှိဖနက်ကိုစီးပြီးခမောက်ကိုစောင်း၍လေထဲသို့သွားသည့်ပုံစံမှာကျွန်တော်မျက်စိထဲတွင်အလွန်ကြည်ကောင်းသည်ဟုထင်မိပါသည်ထို့ပြင်ဖေဖေသည် စိတ်သဘောထားကောင်းမွန်ပြီးရိုင်းမင်းကူညီတတ်သူလည်းဖြစ်ပါသည်မိသားစု ရေးတာမက အခြားသူများ၏အရေးကိစ္စများတွင်လည်းစေတနာထား၍လုပ်ကိုင်ပေးတတ်ပါသည်အိမ်နီးနားချင်းများနှင့်လည်းတင့်တင့်ရာပေါင်းသင်းတတ်သူဖြစ်ပြီးရွရရဲတွင် အကြောင်းကိစ္စရှိလာပါကရှေ့ဆုံးမှကူညီတတ်ပါသေးသည်ထို့ကြောင့်ဖေဖေကိုရဲရွာတဲ့ရှိသူများကချစ်ခင်ကြပါသည်ဖေဖေသည်အလုံကြီးများပင်ပြင်းမှန်းတော်လေမိသားစုကို အချိန်ပေးတတ်ပါသည် မိုးရွာသောနေ့များတွင်ကျွန်တော်နှင့်မမကိုလက်မတွဲကကြောင်စင်းအပြန်လာကြတတ်ပါသေးသည်ကြောင်ပွေရများ၌လေထဲမှယူလာသောရွှွန်စီများဖြင့်နွားရုပ်ကလေးများကျွဲရုပ်ကလေးများဥပုပ်ကလေးများကိုလည်းကျွန်တော်တို့မောင်နှမနှစ်ယောက်အတွက်ဆစ်ရှိလက်ရှိလုပ်ပေးတတ်ပါသည်ထို့ပြင်မိမိကိုယ်ကိုတံပိုးထားတဲ့သူဖြစ်အောင် အမြဲတမ်းသင်ဆုံးမတတ်ပါသည်မိသားစုကို အလေးထားကျင်နာတတ်သူဖြစ်ပါသည် အချုပ်ဆိုသောဖေဖေသည်ကျွန်တော်တို့မိသားစုပေါ်တွင် အလွန်ဆိတ်ရှိပြီးအာကူအားထားပြုရသောဖခင်တူဖြစ်ပါသည်ထို့ပြင်အင်းနီနာချင်းများနှင့်အခြားသူများကိုလည်းအမြဲအလေးထားကူညီတတ်သောကြောင့်ဖေဖေကိုလွန်စွာလေးစားချစ်ခင်မိပါသည်နမူနာဆိုင်စာကုန်းကိုဖတ်ပြီးဘယ်နေရာကတော့ဏိဒံဘယ်နေရာကတော့စာကိုဘယ်နေရာကတော့ဏိကုံးလေးဆိုတာကိုသာရုပ်သမီးတို့ရှာကြည့်ကြရမယ်။ မီရန်ဆိုတာစာရေးစာကုန်းမှာအကြောင်းအရာဖြစ်ဖြစ်ကိုအစာပြိုးမိတ်ဆက်ပြီးထားတဲ့စကားဖြစ်တယ်။တာဒကအနေနဲ့ကတော့မိသားစုဝင်များအကြောင်းချစ်ခင်ရသောအကြောင်းလို့ဖြစ်တယ်။စာကုန်းမှာဆိုရင်တော့စာရေးစာကုန်းရဲ့အဓိကအကြောင်းအရာတွေကိုဖော်ပြတဲ့စာပိုက်တွေဖြစ်တယ်။အကြောင်းပြချက်၁ပုံမှန်တွင်ပြင်စာဝင်တွေရဲ့အတွက်စ조사ဆောင်ရွက်ပေးသူအကြောင်းပြချက်၂စိတ်သဘောထားကောင်းမွန်သူအခြားသူများကိုလည်းကူညီတတ်သူအကြောင်းပြချက်၃အင်းနာခြင်းများနဲ့တင်းတင်းအောင်ပေါင်းသင်းတတ်သူ အကြောင်းပဲကြလေအမြဲတမ်းပင်ဆုံးမတတ်သူဖြစ်ကြောင်းစိတ်ရှိပြီးနှွေးထွေးတတ်သူဖြစ်ကြောင်းကိုလည်းပြောတာဖြစ်တယ်နော်ဤကုန်းမှာဆိုရင်နော်စာသီစာကုန်းမှာအကြောင်းအရာများအလုံးကိုခြုံငုံတင်ပြထားတဲ့စာပိုက်ဖြစ်တယ်တရကအနေနဲ့ကတော့ဖေဖေသည်ကျွန်တော်တို့အတွက်ဖခင်ကောင်းတူဖြစ်ကြောင်းအူဒီဂျေလို့ဆက်ပြီးစာသီစာကုန်းတစ်ပုဒ်ကိုမရေးခင်မှာဒီချေခုဖတ်ပြမယ့်အချက်တွေကိုအရင်ဆုံးလေ့လာကြရမယ်ပါလို့သမီးကိုလည်းလိုက်ဖတ်ကြည့်ကြနော်ဒီမိမိအတွေ့အကြုံအကြံဉာဏ်တွေကိုပြောရမယ် နှစ်ကိုပြောကြားထားတာတွေကိုမှတ်စုရေးမှတ်ကြမယ်သုံးစာကိုပိုင်းကိုရေးတဲ့အခါအချက်လက်တွေကိုအစစ်စင်တကြားအချိန်ဆမီမီရေးရမယ်လေအကြောင်းအရာနဲ့လိုက်ဖက်တဲ့အရေးသားဖြစ်ရမယ်။ဝါကြတွေကိုတူတူနဲ့ရှင်းလင်းပြပြအောင်ရရမယ်။ငါ၊ဆိုင်စာကုန်းတစ်ပုဒ်ဖြစ်လာအောင်စာပိုက်တစ်ပိုက်ချင်းစီကိုဆက်ဆက်ရေးသားရမယ်။ဒါတို့သမီးတို့ကိုယ်တိုင်ဖတ်စာစာမျက်နှာခု၅မှာပေးထားတဲ့ခေါင်းစဉ်၄ခုထဲကမှ တစ်ခုကိုရွေးပြီးမှတ်စုရေးကြရမယ်။ ရေးထားတဲ့စာရေးစာကုန်းကိုနှစ်ယောက်တည်းအပြန်လန်ဖက်ပြီးအကြံဉာဏ်ပေးကြရမယ်။ခေါင်းစဉ်အကြောင်းအရာနဲ့ကံ့ညီမှုရှိရလား။အကြောင်းအရာတွေကအစီအစဉ်တကျရှိရလား။အကြောင်းအရာတွေကိုအခြေဆက်မိမိတင်ပြနိုင်ရလား။စာရေးသားကရှင်းလင်းပြပြမှုရှိရလားလို့ဖြစ်တယ်။ဒီချေကူးတင်ကြခဲ့တဲ့သင်ခန်းစာကိုတအားတို့တမီတို့နားလည်မယ်လို့မျှော်လင့်ပါတယ်။ဒီချေတင်ကြမှုကတော့ဒီလောက်ပါပဲ။ဒီချေတို့နောက်ဆက်တင်ချိန်မှာပြန်တွေ့ကြမယ်နော်။ thank you